းလည်ခင်ပါရှင်ကျမတော့ဖူးဤဤနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်မကွေးတိုင်းကျောမြို့နယ်ကရွှေပင်ရွာကိုနိုမာလာ16ရက်မှာစစ်ကောင်စီတပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်လူနေအိမ်တွေရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။ ကျုံမြို့ခြေဆိုင်ကပါစာ23စစ်ကြောင်းကကျုံမြို့ထဲမှာရှိတဲ့ရွှေပင်ရွာကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ဘုံကြီးကျောင်းအပါအဝင်ရွာလုံးကျွတ်နီးပါးမီးလောင်သွားတယ်လို့သိရပါတယ်။ရွှေပင်ရွာကိုဝင်ပြီးမီးမရှို့ခင်နေ့လယ်ပိုင်းလောက်မှာတနအီခွဲကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိခိုက်များခဲ့တဲ့အတွက်ရွာထဲဝင်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာလို့ခံကောခရိုင်ပကဖတပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါတယ်။ ရွှေပင်ကြီးရွာကဒေသခံတွေကတော့ဘေးလွယာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ရွှေပင်ကြီးရွာဟာကျောမြို့ကပါစာ23နဲ့ပေါင်းမြို့ကပါစာ24ဆက်ယုံနှစ်ခုကြားမှာတည်ရှိပြီးတော့အင်ဂျီ60နီးပါးရှိတဲ့ကြီးရွာတွေရွာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကနိုမာလာ18ရက်ညနေပိုင်းအထိရွှေပင်ကြီးရွာအနီးမှာရှိနေတဲ့အတွက်စစ်ရေးအခြေအနေဆက်လက်တင်းမာနေတယ်လို့လည်းသိရပါတယ်ရှင်။ ကရင်မျိုးသားစီအုံ KNU ထိန်းချုပ်ထားတဲ့ဒေသတွေမှာ KNU မျိုးနယ်လုံမှုဆောင်ကော်မတီအနေနဲ့ကရင်မျိုးသားစီအုံ KNU ဘ ਹੁ ရဲ့ရွေးကောက်ပွဲသဘောထားနဲ့အညီရက်တီမှာဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်ပြည်သူတွေကိုလိန်လေလှည့်ပြနေတဲ့အတူအောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့နိုမာလာ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါ ပြည်သူတွေကိုစစ်အာဏာရှင်တပ်ဆိုးရှင်မဲ့အတုအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာမရှိဘဲအကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်ကြဖို့စန္ဒမဲရီကိုအလွဲသုံးစားမလုပ်ကြဖို့ KNU မြို့နယ်အလုံမှုဆောင်ကော်မတီကတိုက်တွန်းပြောဆိုထားပါတယ်။ဒါပြင်စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းဥပဒေနဲ့စစ်ဘေးဒဏ်တွေကြောင့် KNU ဒေသရှိပြည်သူတွေဟာမိမိနေရပ်တွေမှာအေးချမ်းစွာမနေရတဲ့အပြင်ချင်းချောက်ဖိအားပေးတာနဲ့အတင်းအဓမ္မမဲပေးစေခိုင်းတာတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ ဒါပြင်စစ်ကောင်မရှိအနေနဲ့ရွေးကောက်ပွဲစနစ်ကိုပြည်သူတွေနားလည်ရခက်ခဲအောင်သူတို့လိုချင်တဲ့အဖြစ်ရရှိအောင်မဲပေးနည်းစနစ်တွေနဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားကိုအလွဲသုံးစားလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။စစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်မဲ့မြို့နယ်တွေကိုကြီးညာပြီးနောက်ပိုင်းရခိုင်ကအေအေထိန်းချုပ်ဒေသတွေမှာစစ်တပ်အကြမ်းဖက်တိုက်ခိုက်မှုတွေပုံမတိုးမြင့်လှုံ့ဆော်လာပြီးဒေသခံပြည်သူသေဆုံးသူ80ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူယာနေချီရှိလာနေပါပြီကေခိုင်တင်ပြပို့ထားပါတယ်ရှင်စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာအတို့ရောင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီးနောက်ပိုင်းအေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းရေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်တာတွေပိုတွုံးမြင့်လှုပ်ဆောင်လာနေလို့နိုင်ငံရေးလေးလာသုံးသက်သူတွေနဲ့ဒေသခံတွေကပြောပါရီး ရခိုင်ကစစ်တွေကြောက်ပြုံနဲ့မန်အောင်မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးပြီးခဲ့တဲ့ဩဂတ်လ20ရက်နေ့ကစစ်တပ်လက်အောက်ခံသတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးနောက်ပိုင်းကစပြီးလက်ရှိအချိန်ထိစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်တေဆုံးသူ83ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ121ယောက်အထိရှိလာနေပြီးအဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းအများကြီးပါဝင်နေတယ်လို့ဒီပူပီးရဲ့ကောက်ယူရရှိထားတဲ့စီးရင်တွေအရာသိရပါတယ်။ အပြင်လေချောင်းတိုက်ခိုက်မှုအကျဉ်းရေပေါင်း၃၂ကြိမ်ထက်မနည်းနဲ့လက်နက်ကြီးပစ်ခတ်မှုအကျဉ်းရေပေါင်း25ကြိမ်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ဒါဟာဒီပူပီကလက်လန်းမိတဲ့လောက်ကောက်ယူရရှိထားတဲ့စည်ရင်းတွေသာဖြစ်ပြီးမြေပြင်အခြေအနေမှာတော့ဒီထက်ပိုများနိုင်ပါတယ်။စစ်တွင်မျိုးရဲ့တစ်ဖက်ကမ်းမှာတည်ရှိတဲ့ပေါက်တော်မျိုးနေမှာလဲလက်နက်ကြီးပစ်ခတ်မှုတွေကနေတိုင်းလူလို့ရှိနေတော့စိုးရင်ကြောင်းလန့်စိတ်တွေနဲ့ပဲဖြတ်တန်းနေကြရတယ်လို့ပေါက်တော်ဒေသခံတယောက်ကပြောပါရယ် အဲကျွန်တော်တို့ဒီပေါတော်နေဖတ်ဆိုလို့ရှိရင်လည်းအဲစစ်တွေသူတို့လက်နက်ကြီးထိုင်ထားတဲ့ဒီစခန်းတွေကနေပြီးတော့ကျွန်တော်တို့ပေါတော်ဖတ်ကိုတော့ကျွန်တော်တို့ဒီလမ်းပြစ်တာတော့ကျွန်တော်တို့ကြားရပါတယ်။နေနေတိုင်းလူတို့တော့ပြစ်တာပါပဲသူတို့ကပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင်လည်းဒီပေါတော်အာဖတ်ချံပေါ်တော့လက်နက်ကြီးကြားရောက်ပေါက်ကွဲပြီးတော့လူတရေရှုတ်တန်ရရတာတွေတော့ရှိပါတယ်။ အဲဒါကြောင့်မလို့ဒီတစ်တွေနဲ့တစ်ဖက်ချမ်းဘောက်ကောဖက်မှနေတယ်အဲဒီသားကနေဆိုလို့ရှိရင်တော့အရန်ကိုတတိထားပြီးတော့နေနေရပါတယ်အဲအန်ရေကလည်းအရန်ကိုများပါတယ်ဒေသခံတချို့ကအခုဒီတပတ်နှစ်ပတ်အတွင်းမှာဒီစစ်တွေဘက်ကလည်းပြစ်တာတွေရှိနေတော့သူတို့မနေရကြတော့ဘူးလေတချို့ဆိုလို့ရှိရင်နောက်ထပ်အဲတချင်ဒီစပေးချောင်းတာတွေတော့ရှိနေပါပြီ လက်နေကြီးကလည်းမချင်းမချင်းသလိုပြည့်တဲ့အတွက်အဲတချို့ဆိုလို့ရှိရင်ကြောက်လို့ပေးလွှဲရဘူးနည်းနည်းခြံကြရတဲ့ပုံတွေရှိပါတယ်အလားတူပဲပြီးခဲ့တဲ့နှဝင်ပါလ15ရက်နေ့ကလေရသေးတော်မြို့နယ်ဘတ်တလီနဲ့နော်တင်ကုတ်ကျော်တွေကိုလေချောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ယောက်သေဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တွေပုံနှုံကျုံပောက်တော်ရသေးတော်မြို့နယ်တွေကို စစ်တပ်ကသူထိန်းချုပ်ထားတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလင်းရင် drone တွေသုံးပြီးဘုံကျေးတာတွေကိုအခုရက်ပိုင်းအတွင်းမှာပဲနေတိုင်းလို့လို့တွုံမြင့်လှုပ်ဆောင်လာနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။အလားတူပဲရခိုင်ပြည်တောင်ပိုင်းမြို့နယ်တွေကိုလည်းစစ်တပ်ကရေပြင်ကနေစစ်သည်မော်တွေနဲ့စစ်အင်အားဖြစ်တင်းနေတယ်လို့လက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းပစ်ခတ်တာတွေဆက်တိုက်ရှိလာနေတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ ဒါဟာစစ်တကသူအာနာဆက်လက်တည်မြဲဖို့အတွက်ပြည်သူတွေကိုချင်းချောက်ပြီးရာဇဝတ်မှုတွေကိုကျူးလွန်နေတာပါလို့နိုင်ငံရေးလှလသုံးသက်သူလေးဖြစ်ပြီးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့အထွေထွေအတွင်းရင်းမှုဖြစ်တဲ့ဦးမျိုးကျော်ကသုံးသက်ပြောဆိုပါတယ်။သူတို့ဒီနေနဲ့ဒီအခုသုံးမဲ့ဒီအတူရောင်ရေးကောက်ပွဲကိုတော့သူတို့တိုက်ခါမဲ့ဆိုတာနဲ့ဆက်ပြီးတော့အကောင့်ထဲပေါ်သွားမှာပါ။ စေအာနာရှင်တွေရဲ့ဒီအာနာဆဲလက်တီမြေဖို့အတွက်ပြည်သူတွေကိုချင်းချောက်တာလို့ကျွန်တော်ကတော့အဲ့လိုပုံနားလဲပါတယ်ဒီကောက်ဘွဲကအတိမတ်ပြုတည်ဖြစ်စေမပြုတည်ဖြစ်စေသူတို့ကတော့ဆက်ပြီးအုပ်ချုပ်မှာပဲတင်းတင်းကြောက်ရင်ဒီရေကောက်ဘွဲဆိုရဲဟာကတော့နိုင်ငံတကာကိုပြမဲ့အတွက်ထွက်ပေါက်လေးတစ်ခုသာသူတို့ဖြစ်တယ်ပေါ့သူတို့တနည်းအားဖြင့်ပြောရင်အခုပြည်သူတွေကိုဖိနှိပ်တယ်နှိပ်စက်တယ်ဒီလက်နက်ကြီးတွေနဲ့ပြစ်တယ်စုစုနေရ လူစုစုမြင်နိုင်တဲ့အဲ့ဒီလိုပြစ်ခတ်ဖြိုခွင်းနေဆိုတာအဓိကတော့သူတို့ဒီအာနာရှင်တွေရဲ့ဆက်လက်အာနာတည်မြဲဖို့အတွက်သူတို့ဒီပြုမှုတွေပြုမှုနေတာလို့ပဲကျွန်တော်ကတော့ဒီရာဇဝမှုတွေပြုလွန်နေတယ်လို့ပဲကျွန်တော်ကတော့ပြောရှင်းပါတယ်ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စတင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့် ်သေဆုံးသူ980ယောက်ထိခိုက်ဒဏ်ရာရရှိသူ2054ယောက်နဲ့ဖန်စီခံထားရသူ1000ယောက်ရှိတယ်လို့အေအေရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HTCO ကအောက်တိုဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကျမကိခိုင်ပါ။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ဒီကူကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ရခိုင်ပြည်နယ်ရသေးရောင်မြို့နယ်ဘာထလေကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအတွင်းအရသား9ယောက်သေဆုံးပြီးဒဏ်ရာရှိသူ6ယောက်ရှိခဲ့တယ်လို့အရခတ်တတော် AA ကနိုမာလာ16ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကနိုမာလာ16ရက်မနက်7:00နာရီလောက်မှာဘာထလေကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာအတွင်းကို Jet Fighter နှစ်စီးနဲ့ Rocket နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တက်ခိုက်မှုကြောင့်ဘာထလီကြီးရွာကကြီးရွာသား၃ယောက်သေဆုံးပြီး၄ယောက်ထိခိုက်ခဲ့ပြီးတော့နွားတင်ကုတ်ကြီးရွာမှာလည်းကြီးရွာသား၂ယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဘာထလီကြီးရွာလေးချောင်းတိုက်ခိုက်မှုမှာရခိုင်ပြည်သူတွေအကြားလူသိများတဲ့လူမှုရေးတက်ကြွလှုပ်ရှားသူဦးအေးထွန်းဘူးလည်းသေဆုံးခဲ့ရပြီးရခိုင်ပြည်သူတွေအတွက်နင်နာမှုကြီးမာတယ်လို့သူနဲ့နှီးဆက်သူကပြောပါဗျ။စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းလူသေဆုံးထိခိုက်တာအပြင် နေအိမ်တချို့နဲ့ဆက်လက်၅ဆင်းလဲပြည့်စည်ခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ကုန်တင်ရင်နဲ့ကားအသေးအစီး90ကျော်ကိုစစ်ကောင်စီတပ်ကတန်ရမ်းမြို့နယ်နမ်လန်ရွာမှာဖမ်းဆီးပြီးနိုမာလာ18ရက်မှာရက်ဆောက်ရဲစခန်းကိုလွှဲပြောင်းလိုက်တယ်လို့ကုန်တင်ရင်မောင်းနေစီကနေသိရပါဗျ။နမ်လန်ကြောက်ကူအင်တော်ရက်ဆောက်လမ်းကနေပြီးတော့ တရုတ်ကုန်ပစ္စည်းတွေတင်လာတဲ့ကုန်ကားတွေအပါအဝင်ကားအစီး90ကျော်ကိုစစ်ကောင်စီရဲ့ဘာထူးတပ်နယ်ကဗျူဟာမူးကိုတိုင်းနိုမာလ23ရက်မှာဆင်ဖန်ခဲ့တာလို့သိရပါဗျ။ကားတွေနဲ့အတူကားသမားတွေကိုမှတ်ပုံတင်တွေကအစာသိမ်းထားပြီးဘာကြောင့်ဖမ်းနေဆိုတာကိုတော့မသိရသေးဘူးလို့ကုန်တင်ရင်မောင်းတယောက်ကပြောပါဗျ။လက်ရှိမှာစစ်ကောင်စီကနမ်လန်တီပေါ်မိုင်းရဲဘတ်တွေကိုပိတ်ထားတယ်လို့တီပေါ်မျိုးအထက်တီပေါ်လာရှိုးတရားကိုလည်းကိုကန့်တက်တဲ့စစ်ကောင်စီတပ်တို့ကအပြန်အလှန်ပိတ်ထားတယ်လို့သိရပါဗျ။ နမ်လန်ဘတ်မှာတရုတ်ကုန်ပစ္စည်းပါတဲ့ကားတွေကိုဖမ်းဆီးစစ်ဆင်နေပြီးကားတွေကိုရက်ဆောက်ပါထူးတက်ထဲကိုမောင်းသွင်းထားတယ်လို့ဒေသခံတစ်ယောက်ကပြောပါရယ်စစ်ကောင်စီဟာနောင်ချိုတီပေါ်နဲ့ကြောင်မဲမြို့တွေကိုပြန်လည်ထိန်းချုပ်ပြတဲ့နောက်မှာမန္တလေးတီပေါ်ပြောင်စုလမ်းမကြီးကိုလည်းထိန်းချုပ်ထားတယ်လို့သိရပါရယ်ရှင် တအန်းတက်မတော်ကစစ်ကောင်စီကိုမိုးကုတ်မြို့ရဲခေါ်သွင်းလာမယ့်အကြောင်းအသိပေးပြောဆိုလာတယ်လို့ဒေသတော်လှန်ရေးအင်အားစုတွေကပြောပါတယ်ဒီသတင်းကိုတူတာချန်သာပေးပို့ထားပါတယ်ရှင်တအန်းတက်မတော် DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မန္တလေးတိုင်းမိုးကုတ်မြို့ရဲခေါ်သွင်းလာမယ့်အကြောင်းဒေသတော်လှန်ရေးအင်အားစုတွေကိုအတိအလင်းပြောဆိုထားတယ်လို့မိုးကုတ်သစ်ပိတ်ခေါင်းဆောင်ကအတည်ပြုပါတယ်နိုဘမ်ဘာ15ရက်နေ့ကတရုတ်ပြည်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးပြီးမှဒီသတင်းစကားထွက်ပေါ်လာတာပါ DNL ကနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးမိုးကုံမြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီပါတခါတည်းမိုးကုံမြို့လည်းဝင်ရောက်လာမယ့်အခြေအနေဖြစ်ပါတယ်။ ီအခြေအနေနဲ့ပတ်သက်ပြီးတော်လိုင်းအရာစုတွေအကျဉ်းချဆွေးနွေးနေကြဆဲဖြစ်ပြီးဘလို့ရှေ့ဆက်မယ်ဆိုတဲ့အဆုံးဖြတ်ချက်တော့မထွက်လာသေးပါဘူး။တရားတလောက်ပဲဆိုတာဒီဘက်ကကျွန်တော်တို့အားအစုတွေကို PNL ရခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်။တော်တော်ခက်ခဲတာပေါ့။သူကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်သွားမယ်လို့အဲ့ဒီလိုပြောတာပေါ့နော်။ သူတို့နဲ့စစ်ကောင်စီနဲ့ကြားမှာတော့သူဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမှာတင်တယ်တခုရှိတာကျွန်တော်တို့ကလောက်ရကြရအရန်ခတ်သွားတာပေါ့ DNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ကမပြတ်ချင်ဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကဒီမျိုးတွေမဝင်ရေးဆိုတဲ့ဟာရှိတာပေါ့လောက်ရကြရတော့တော်တော်ခက်တယ်ကြာဟုတ်တော်လေးအရာစုဘက်ကတော့ဟိုကျွန်တော်တို့ အများကြီးတိုင်ပင်ကြတော့ဆွေးနွေးကြတော့ချင်းကျင်နေကြတော့ပေါ့နော်တစ်ဖက်မှာလည်းမဟာမိတ်ပေါ့နော်မိုးမိတ်ကတော့ဘာပဲပြောပြောကျွန်တော်တို့ចောင်းသားတက်မတော်နဲ့ကြံရကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့နော်မဟုတ်ကူရောအကေစစ်ကောင်စီပြန်မဝင်လာရေးပေါ့နော်ဘလို့မဟာမိတ်တွေကကူညီကြမလဲပေါ့နော်ကိုင်းနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘက်ကရောဗာပြင်ဆင်ထားဖို့လိုတယ်လေပေါ့စသဖြင့်တော့ဒီဘက်မှာတော့အချိန်အနည်းကျွန်တော်တို့တိုင်ပင်နေကြပါလေဗျဟုတ် ဒီအချိန်နဲ့ပတ်သက်ပြီး GNL ပြောရေးဆိုခွင့်ရှိသူကို DVB ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။မိုးကုတ်မြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးဒီနှစ်ကျော်ကြာမှပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ။တပိတ်ချင်း KI မိုးကုတ်မြို့နယ်နေမင်းချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမတရားဆင်ကူနယ်တွေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသားစီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ မိုးကုံမြို့ကိုပြန်မဝင်ခင်မှာပတ်ချလိုက်မြို့နယ်တွေကိုပါပြူဟာကြပြန်ထိန်းချုပ်နိုင်မှုစစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်။မထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့တို့ကလောလောဆယ်မရီယာနယ်မြောက်ချမ်းနဲ့ရှင်းမြောက်ချမ်းမှာစစ်ကြောင်းနှစ်ကြောင်းရှိတယ်ဗျ။မရီယာနယ်မြောက်ချမ်းကတငါတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေချောင်းရုံနှကန်းတိုင်းအနောက်ထိုးပြီးမှဒီရွာဘက်ကနေမြောက်ထုံမဲ့တကြောင်းရဲ့လို့ကျွန်တော်သုံးသပ်တယ်။နောက်တကြောင်းကကြာဆယ်တော်ဘက်မှာရောက်ရှိနေတဲ့ကြောင်းကဆယ်တော်ဘက်ကနေနောက်ကားလမ်းတိုင်းဆင်းလာပြီးလို့ရင်ကိုးပြုံဘက်ကနေတောင်ချင်းတိုင်းမြောက်ထုံမဲ့ဆိုရင်လည်းရတယ်ဗျ။အဲအဲ့လိုနှစ်ကြောင်းတော့ကျွန်တော် ရှိထားတယ်လို့သတင်းရသိထားရတယ်။ကားလမ်းကြောင်းတိုင်းမထိုးပဲအတန်းထိုးမယ်ဆိုရင်တော့အဲ့လိုအကြောင်းလေးတော့ရှိတယ်ဗျ။ကေအုဆိုရာကမြောက်ပိုင်းမဟာမိတ်တွေကိုဇက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကိုကန်တက် MND ကပြန်လက်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကနောင်ချိုတီဘောကြောင်းမယ်လို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်။ အခုမိုးကုတ်မိုးမိတ်တို့ကပါမြောက်ပိုင်းမှာမိတ်တွေကဆက်လက်လွှတ်ရရင်တော်လန်ကြီးတစ်စုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ညင်ညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြစ်တင်မှုစူးစမ်းခဲ့ပါတယ်။ကျွန်တော်သုတချန်တာပါ။ တော့နိုင်ငံတကာသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ American Tamara Donald Trump ရဲ့အချက်20ပါဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံအတည်ပြုလိုက်ပါတယ်။ဒီအစည်းအဝေးမှာနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF တရက်ထူထောင်ဖို့ပါဝင်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်15နိုင်ငံမှာ73နိုင်ငံကထောက်ခံခဲ့ပြီးရုရှားနဲ့တရုတ်တို့ကတော့မဲမပေးဘဲကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရငြိမ်းချမ်းရေးဘုတ်အဖွဲ့ BOP လို့ခေါ်တဲ့အသွင်ကူးပြောင်းရေးအုပ်ချုပ်မှုအဖွဲ့ကိုလည်းဖွဲ့စည်းမှာဖြစ်ပြီးသမ္မတထရန့်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်လို့မျှော်လင့်ရပါတယ်။ ISF တပ်ဖွဲ့ဟာအစ္စရေးအီဂျစ်အသစ်ဖွဲ့စည်းမဲ့ပါလက်စတိုင်းရဲတပ်ဖွဲ့တို့နဲ့အတူနယ်စပ်လုံခြုံရေးနဲ့ဟာမတ်အပါအဝင်အဖွဲ့တွေကိုလက်နက်ဖြုတ်သိမ်းရေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ဟာမတ်အဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ဟာဂါဇာကပြည်သူတွေကိုရော သူတို့အဖွဲ့ကပါလက်မခံတဲ့နိုင်ငံတကာကအုတ်ထိန်မှုစနစ်တစ်ခုချမှတ်တာ ဖြစ်တယ်လို့ Telegram ကနေတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။တော်လည်းအင်အားစုကိုလက်နက်ဖြတ်သိမ်းတာအပါအဝင်ဂါဇာကမ်းမြောင်မှာနိုင်ငံတကာတပ်ဖွဲ့တွေကိုလုပ်ငန်းတာဝန်နဲ့အခမ်းကဏ္ဍတွေချထားတာဟာအဲ့ဒီအဖွဲ့ရဲ့ဗန်းမလိုက်မှုကိုဖယ်ရှားရရောက်ပြီးတော့သိမ်းပိုက်ထားသူတွေအကျိုးအတွက်ဘရီးပခမှာသက်ဆိုင်သူတအူအဖြစ်ပါဝင်လာရရောက်တယ်လို့ Hamas အဖွဲ့ကဝေဖန်ပါတယ် ဒါပေမဲ့နောက်ဖက်ကန်ဒေတာမှာအခြေဆိုင်တဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့အီဂျစ် sorry အာရေဗျားတို့လိုအာရပ်နိုင်ငံတွေကတော့ဒီဆုံးဖြတ်ချက်ကိုအရေးတကြီးအကောင့်ထဲပို့ဖို့တောင်းဆိုခဲ့ကြပါတယ်ရှင်။ဆက်လက်ပြီးတော့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကမ္ဘာဖလားခြေစစ်ပွဲစဉ်နှစ်ပွဲမှာငါးကိုတွင်းယူပြီး သူရဲကောင်းတအူးလို့ဖြစ်ခဲ့ပြတဲ့နောက်အိတ်မပြောနိုင်ခဲ့ကြအောင်အိုင်ယာလန်တိုက်စစ်မှု Train Parrot ကပြောသွားပါတယ်အသက်23နှစ်ရှိတိုက်စစ်မှုဟာ Holland Club အခမအသင်းမှာကစားနေသူဖြစ်ပြီးကမ္ဘာဖလားအုပ်စုလက်ကျန်နှစ်ပွဲမှာအိုင်ယာလန်အတွက်5ဂိုးသွင်းခဲ့ပြီးချစ်စစ်ပွဲ Playoff အဆင့်ထိတက်လာနိုင်အောင်ဆွတ်ဆောင်နိုင်ခဲ့သူပါပေါ်တူဂီနဲ့ပွဲမှာအနိုင်ကို2ဂိုးသွင်းခဲ့တယ်လို့ဟန်ဂရီနဲ့ပွဲမှာလည်းခြေပကိုနဲ့အနိုင်ကို3ဂိုးသွင်းခဲ့တဲ့ရုပ်တံဖိုင်ကို ဖုန်းကိုင်တဲ့အချိန်တိုင်းအချိန်900လောက်ပြန်ကြည့်ခဲ့ပြီးညဘက်တွေမှာလည်းအိတ်မပြောနိုင်ခဲ့ကြအောင်ပဲရက်ကပြောပါရယ်ပုံမှန်ဆိုရင်စိတ်ခံစားမှုပြင်းထန်သူမဟုတ်ပေမဲ့အသင်းကို playoff အဆင့်စီရောက်ဖို့ကူညီပေးနိုင်ခဲ့တဲ့အပေါ်မျက်ရည်ကျတဲ့အထိပျော်ရွှင်ကျင်နက်မိကြောင်းလဲပဲရက်ကပြောပါရယ် Swa Academy ကနေပေါ်ထွက်လာသူပဲရက်ဟာအောက်တန်းလေးတွေကနေတဆက်2024ခုနှစ်မှာအက္ခမအသင်းစီပြောင်းရွှေ့ခဲ့ပြီးစုစုပေါင်း62ပွဲကစားအပြီးမှာ33ဂိုးသွင်းထားပါရယ်ရှင် TV ရုပ်မြင့်တန်ကြားနေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရတာပါညနေ4နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါကျမတော့ဖူအီနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်